အဲတချို့ပြည့်သက်တွေကတော့ခေါ်ပါတယ်။နေဘက်တွေပါသွားရင်တော့ခေါ်တယ်ဗျ။ကျွန်တော်အဲ့လိုမျိုးလက်ဆောင်ပါညထည့်ပေးလိုက်တယ်လည်းရှိတယ်။နေမစားရင်လည်းအရင်အမေစားဖို့ဆိုပြီးလက်ဆောင်တည့်ပေးလိုက်လို့လည်းရှိပါတယ်။အဲတချို့တွေကတော့ဟိုကျွန်တော်အရင်မသိတဲ့လူတွေကတော့အဲအဲ့လိုမျိုးအဲ့နံပါတ်ပဲတိကြတယ်ဗောနော်။ကျွန်တော်ဟိုးရင်နေအပေးနေတဲ့ပြည့်သက်တွေကကျွန်တော်အခွန်လို့ပဲခေါ်ပါတယ်ဗျ။ဟုတ်။အဲစသဖြစ်ရှင်တော့ကျွန်တော်တော်တော်စိတ်ရကြပါရယ်ဗျ။ဟိုကျွန်တော်ပြောချင်တဲ့အတိပယ်ကတော်တော်လေးကိုပြည့်သက်နားထဲမှာတော်တော်လေးကိုအတိပယ်ဟိုကောက်လွဲသွားတာဖြစ်တော့တယ်လေ။ကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်ရပါရယ်။ အဲဟုတ်တယ်ခင်ဗျာဟိုအဓိကပျောက်နေဆိုတော့ကျွန်တော် interview မဖြေပြစ်တာပါဗျာဟုတ်ကျွန်တော်ဘာဖြစ်လို့လဲဆိုတော့ရှေ့တစ်နှစ်ကပါနော်ရှေ့တစ်နှစ်ဒီလိုအချိန်မှာဟိုကျွန်တော် interview ဖြေလိုက်တဲ့အချိန်မှာစကလုံးအတုံးလုံးလေးကနည်းနည်းလေးဟိုပြည့်သက်ရှင်နေမှာပြည့်သက်နားရမှာပါနော်နည်းနည်းလေးဟိုဘယ်လိုပဲနားထောင်လို့မကောင်းဖြစ်သွားတဲ့အတွက်အဲကျွန်တော်လည်းအများကြီးပြောခံလိုက်ရဖြစ်တဲ့အတွက်ကျွန်တော် interview လေးရှောင်ထားတာပါပြီးတော့အခုကလည်းတစ်နှစ်လောက်လည်းအချိန်ကြာပြီးဒီဆိုပြီးတော့ကျွန်တော် interview ပြဖြေပြစ်တာပါဗျာဟုတ်အဲတချို့တွေကတော့ဟိုကျွန်တော်အရင်မသိတဲ့လူတွေကတော့အဲအဲ့လိုမျိုးအဲ့နံပါတ်ပဲတိကြတယ်ပေါ့နော်ကျွန်တော်ဟိုးရင်နေအပေးနေတဲ့ပြည့်သက်တွေကကျွန်တော်အခွန်လို့ပဲခေါ်ပါတယ်ဗျာဟုတ် အဲတချို့ပြည့်သက်တွေကတော့ခေါ်ပါတယ်။နေဘက်တွေပါတွားရင်တော့ခေါ်တယ်ဗျ။ကျွန်တော်အဲ့လိုမျိုးလက်ဆောင်ပါညထည့်ပေးလိုက်တာလည်းရှိတယ်။နေမစားရင်လည်းအိမ်ကမေးစားဖို့ဆိုပြီးလက်ဆောင်တည့်ပေးလိုက်လို့လည်းရှိပါတယ်။အဲလက်ဆောင်ဟိုပေါ့သူတို့ဘူးနဲ့ပေါ့နော်ငပူတောင်ငပူတောင်ပါကင်းပိတ်ထားတဲ့ဘူးတွေနေမစားရင်လည်းနေအိမ်ကအမေကိုကြွေးလိုက်အဲ့တဲ့နင်းကိုချစ်လို့ပေးတာဆွေပေးတယ်လို့ရှိပါတယ်ဗျ။ဟုတ်ကဲ့မကြိုက်ပါဘူးဆိုတော့ပေးရမယ်ဗျာ။ဟုတ်တယ်ဟုတ်တယ်အဲ့အဲ့အမေတော့စားတယ်လေကျွန်တော်ပဲမစားဘူးအဲ့အမေစားဖို့ဆိုရင်လက်ဆောင်ထည့်ပေးလိုက်လို့ရှိပါတယ်ဗျာလက်ဆောင်ထည့်ပေးလိုက်လို့ကျေးဇူးများကြီးတင်ပါတယ် ဘယ်လိုမှမခံစားရပါဘူးပြည့်တက်ကဒါချစ်လို့ပေးရဆိုတော့ကျွန်တော်ယူလာပါပဲဗျဟုတ် အဲဆက်သဖြစ်ရှင်တော့ကျွန်တော်တော်တော်စိတ်ရကြပါရဲ့ဗျာဟာကျွန်တော်ပြောကျင်တဲ့အတိပယ်ကတော်တော်လေးကိုပေးတက်နားတယ်မှာတော်တော်လေးကိုအတိပယ်ဟိုကောက်လွဲသွားတာဖြစ်တဲ့တော်လေးကျွန်တော်တော်တော်လေးစိတ်မကောင်းဖြစ်ရပါတယ်အဲဆက်ပြီးတော့ကျွန်တော်နောက်ပိုင်းနေ interview ဖြစ်ကျွန်တော်တော်တော်များများကိုရှောင်လိုက်တာများပဲကျွန်တော် interview ရှောင်တာဆိုဒါနဲ့တစ်နှစ်လောက်ရှိပြီဗောနော်အခုဒီအချိန်မှာကျွန်တော်ပြန်ထွက်လာတဲ့အချိန်မှာတော့ကျွန်တော်စကလုံးအသုံးလုံးနေရဆက်ကျွန်တော်အများကြီးရွေးချယ်ပြီးသုံးဖို့ကျွန်တော်အများကြီးစစ်ပြစင်ထားပါတယ်ဗျာဟုတ်ကျွန်တော်ကြတော့လေဟိုပြေးတဲ့နဲ့အဓိကအတိုက်ခံမဖြစ်ချင်တာဗောနော်အခုဆိုလည်းရှိပါတယ် interview မှာပေါက်ပြီးတော့အဲ့အကြောင်းအရာကိုပဲဆက်ပြီးတော့နင်းပြီးပြောနေတဲ့လူရှိတယ်ဗောနော်ကျွန်တော်အဲ့လိုမျိုးကြီးလည်းမဖြစ်ချင်တာနဲ့ အာကျွန်တော်ဒီအကြောင်းအရာကျွန်တော်ဒါ accident ကြောင့်ဖြစ်တာလေကျွန်တော်လက်တမင်းကရွေပြီးလောက်တာမဟုတ်တဲ့အတွက်အဲဒီလိုဖြစ်သွားတဲ့အပေါ်မှာကျွန်တော်အခွင့်အရေးမယူချင်တာလည်းပါတယ်ပြီးတော့လည်းကျွန်တော်အဲဒီအကြောင်းတွေကိုထပ်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 ပြီးမဖြေချင်တာလည်းပါတယ်အဲဒါကြောင့်ကျွန်တော် interview မဖြေဘဲနဲ့ရှောင်ထားတာပါပေးတဲ့နဲ့ကျွန်တော်လည်းကျတော့အခုချိန်မှာဟိုဒီကိစ္စလေးကစတဲ့နောက်တဲ့သဘောလေးဖြစ်သွားပြီပေါ့နော်အရင်တော့ကကျတော့ဒါအရန်ဟိုဟို serious ဖြစ်တဲ့ကိစ္စအရန်ဟိုဆက်ဆက်တစ်ဖြစ်တဲ့ကိစ္စဆိုတော့ကျွန်တော်အဲကိစ္စလည်းတိတ်မပြောချင်တာနေပဲအဲကျွန်တော် interview ရှောင်ပြစ်နေတာပါဗျာဟုတ်အဲ့တော့ဟိုပြင်းပြင်းထန်ထန်ရှောင်ပါရနေဟိုအစိတ်တော့မ အဲ့လိုပဲပြောရမှာပေါ့တချို့ပြိတ်သက်တွေကကြတော့တချို့ပြိတ်သက်တွေကတော့စတာပေါ့နော်တချို့ပြိတ်သက်တွေကကြတော့ဟိုနင်းနေနာနာကိုပြောတာပေါ့နော်ဒါပေမဲ့ကျွန်တော်အရင်ကတော့စိတ်မဆိုးပါဘူးဘာဖြစ်လို့လဲဆိုတော့ဒါပြိတ်သက်ကကိုချိုက်တဲ့လူရှိမယ်မချိုက်တဲ့လူရှိမယ်ကိုအားပေးတဲ့လူရှိမယ်မအားမပေးတဲ့လူရှိတယ်ဆိုတော့လေဟုတ်လူလူမျိုးမျိုးပါပဲဗျဟုတ်ဒီလိုအရာချင်းကိုပြန်ရောက်ဖို့ပြိတ်သက်ချိုးပြန်ရောက်ဖို့တော့ဘယ်လိုလဲအဲကျွန်တော်ဒီမီဒီယာရှိကိုပြောထားဖို့တော့ကျွန်တော်အများကြီးအားယူထားပါတယ်ပြီးတော့ကျွန်တော်ရဲ့အင်တာဗျူးတွေလည်းကျွန်တော်ပြန်ကြည့်ပြပါတယ်ဟုတ်ပါတယ်တချို့စကလုံးလေးတွေကပြိတ်သက်နားထဲမှာပေါ့နော်ကျွန်တော်စကလုံးအထားတူလေးပေါ့နော်မြန်မာစကောက်အထားတူလေးမတက်တော့ပြိ သက်နားထဲမှာတမျိုးဖြစ်သွားတဲ့အတွက်လည်းကျွန်တော်ပေးသက်ကိုဒီကနေပဲအများကြီးတောင်းပန်ပါတယ်အဲ့တော့လေကျွန်တော်ဖြစ်ဖြစ်ချင်းတော့ကျွန်တော်ဖြည့်ရှင်းနေတာပေါ့နော်ဒါပေမဲ့လည်းကျွန်တော်ကအဲ့တော့စကားတကားဝင်နေတာဖြစ်တယ်ကျွန်တော်ကျွန်တော်အလုပ်ကိုကျွန်တော်ပြီးအောင်လုပ်ပေးရမယ်ပေါ့နော်ကျွန်တော်ဖြစ်နိုင်ရင်ကျွန်တော်အဲ့လိုတရက်နှစ်ရက်သုံးရက်အတွင်းမှာကျွန်တော်ဖြည့်ရှင်းနေတာပေါ့ဒါပေမဲ့အဲကျွန်တော်ဇာကမနေ့6နိုင်ရက်နဲ့ညနေ6နိုင်အထိဝင်ရတာဖြစ်တဲ့အတွက်ကျွန်တော်လည်းဘလူးမမအားတာဖြစ်တဲ့အတွက်ကျွန်တော်တစ်ပတ်လောက်နေမှာပဲပြန်ဖြည့်ရှင်းပြတယ်ပေါ့နော်တစ်ပတ်လောက်နေမှာပြန်ဖြည့်ရှင်းပြတော့တချို့ပြိသက်ကတိလိုက်တဲ့ပြိသက်ကလည်းတိလိုက်တယ်ပေါ့နော်ဒါပေမဲ့အဲ့ interview ကိုမကြည့်လိုက်တဲ့ပြိသက်ကလည်းမတိလိုက်ဘူးပဲဟုတ်အာ အဲကျွန်တော်ပထမနှစ်ပေါ့နော်ဒီလိုအချိန်မှာဖြေလိုက်တဲ့ interview လေးကပြည်သက်နာထဲမှာနည်းနည်းလေးပေါ့နော်ဟိုနဝင်မချိုးဖြစ်သွားရင်ကျွန်တော်ဒီရပဲတောင်းပန်ပါရဲကျွန်တော်အဲ့ကိစ္စကိုဖြေရှင်းမိသားလည်းရှိပါတယ်ဒါပေမဲ့အဲကျွန်တော်ခုနပြောသလိုပေါ့နော်အချိန်တစ်ပတ်လောက်နောက်ကျသွားတယ်ဖြစ်တော့မသိသေးအသိသွားတဲ့ပြည်သက်တွေရောမသိရတဲ့ပြည်သက်တွေရောကျွန်တော်ဒီကနေပြီးတော့ပဲတဆင်ပေါ့နော်အဲကျွန်တော်ပဲတောင်းပန်ပါရဲလို့ပြောချင်ပါတယ်ဗျာဟုတ်